န္တလေးမှာအပြေးအသံဆုံး celebrity နှစ်ယောက်ပြည်သူများအားလုံးပဲမိင်္ဂလာပါရှင်ဒီနေ့ကျွန်မပြောပြပေးမယ့်အကြောင်းအရာကတော့မန္တလေးမြို့ပေါ်မှာလက်ရှိအပြေးအသံဆုံးလို့သတ်မှတ်ခံထားရတဲ့ celebrity နှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်သူတို့ဘာကြောင့်ပြေးနေရတာလဲဘယ်သူတွေလဲဆိုတာကိုတော့ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ရှင်ကဲပထမဆုံးတစ်ယောက်ကိုဆက်လိုက်ကြရအောင် မန္တလေးရဲ့အပြေးတန်ဆုံးလူများစီရင်ထဲမှာပထမဆုံးတယောက်ကတော့ပရိသတ်တွေနဲ့ယင်းနေပြည်သားဖြစ်တဲ့တမီဆိုပဲဖြစ်ပါတယ်။တမီဆိုဆိုတာနဲ့အားလုံးမှတ်မိကြမှာပါ။တစ်ချိန်ကအမေရိကန်နိုင်ငံမှာနေထိုင်ရင်းနဲ့မြန်မာနိုင်ငံကအနုပညာရှင်တွေဆယ်လီတွေကိုအွန်လိုင်းကနေတဆင့်တဲဝုံပြီးတော့ပြပြတသားဝေဖန်ခဲ့မှုတွေအတွက်လူအများရဲ့တတိထားမှုကိုခံခဲ့ရတဲ့သူတယောက်ပါ။သူ့ရဲ့ပွင့်လင်းတဲ့ပြောဆိုမှုတွေကြောင့်သူ့ကိုထောက်ခံတဲ့သူတွေရှိတယ်လို့ဝေဖန်တဲ့သူတွေကလည်းတူးနေသေးပါပဲ။အခုစိတ်ဝင်စားဖို့ကောင်းတာကဘာလဲဆိုတော့အဲ့ဒီတမီဆိုကလက်ရှိမှာ ြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလိုချိန်မှာပဲသူ့ရဲ့အတိတ်ကဝုန်းခဲ့တဲ့လူတွေနဲ့ပြန်လည်တွေ့ဆုံနိုင်မဲ့အခြေအနေတွေကဖန်တီးလာခဲ့ပါပြီ။အထူးသဖြင့်မန္တလေးမြို့ကနာမည်ကြီးတထိမကြီးတူဖြစ်တဲ့အေဒင်ကိုကော သမီးစိုးကိုတွေ့ရဖို့အတွက်နေရအနှက်လိုင်းလံရှာဖွေနေရဆိုတဲ့သတင်းတွေကဆိုရှယ်မီဒီယာမှာပြန့်နှံ့နေပါတယ်။ဒီလိုမျိုးခြေနေတွေကြောင့်ပဲသမီးစိုးတယောက်မန္တလေးမြို့ရဲ့နေရအနှက်မှာရှောင်တိန်ပြေးလွှားနေရတယ်လို့လူတွေကအရှုံးဖောက်ကပြောဆိုသုံးသပ်နေကြတာပါ။တကယ်ပြေးနေရလားမပြေးဘူးလားဆိုတာကတော့အတိအကျမသိရပေမဲ့အတိတ်ကပြဿနာတွေကြောင့်မျက်နှာပူပူနဲ့ရှောင်ရှားနေရတဲ့သူမရဲ့ခြေနေကိုသိရောပြီးတော့မန္တလေးမြို့ရဲ့အပြေးအထန်ဆုံးဆယ်လီအဖြစ်နဲ့ပြင်းသက်တွေကချက်စနိုးနဲ့သတ်မှတ်ပေးလိုက်ကြတာပဲဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ဒုတိယတယောက်အကြောင်းကိုဆက်သွားလိုက်ရအောင်ပထမတယောက်ကပြဿနာကြောင့်ပြေးနေရတယ်ဆိုရင်ဒုတိယတယောက်ကရောအနုပညာအတွက်ပြိသက်အတွက်ကိုမန္တလေးမြို့လမ်းမတွေပေါ်မှာတကယ်ကိုပတ်ပြေးနေရတဲ့သူပါသူကတော့တစ်ချိန်ကထထမှုဦးကလုံးလို့လူသိများပြီးတော့အခုခါမှာတော့နာမည်အစ်စ်နဲ့ကြောကြားနေရထွတ်ထွတ်ပြေးဦးကိုဆွေလင်းထက်ပဲဖြစ်ပါရဲ့ရှင် ။ဆွေလင်းထက်ကိုအလုံးလဲသီးကြမှာပါသူက LGBT တူဦးဖြစ်ပြီးတော့ထစ်တော့မှာနာမည်ကြီးထထမဦးရဲ့နာမည်ကျော်ကြောညာတွေကိုတထရာတဲ့တူအောင်ပြန်လဲတရုပ်ဖော်ရင်းကနေပရိသတ်အားပေးမှုတွေကိုအပြည့်အဝရရှိခဲ့တဲ့သူပါ။ရတနာပွဲစားပွဲကနေအခုဆိုရင်တော့ကြောညာတွေကိုပါရိုက်ကူးရတဲ့အထိအောင်မြင်လာခဲ့တာကသူ့ရဲ့စူးစမ်းမှုနဲ့အနုပညာကိုချစ်မြတ်နိုးမှုတွေကြောင့်ပါပဲ။ထထမဦးရဲ့ signature post တစ်ခုကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။ကြောညာတွေမှာဆိုရင်အဝေးကနေအားကုန်ပြေးလာပြီးတော့ကြောညာခြင်းနဲ့ပြည့်စည်ဒါမှမဟုတ်နေရာတစ်ခု ခုခုကိုပြန်ဆိုပြီးအရှိန်နဲ့ပြေးကပ်လိုက်တဲ့ဟန်ပန်လေးပါအဲ့ဒီဟန်ပန်ဟာထထမိုးရဲ့အမတ်သားတစ်ခုလိုပါပဲကိုစိလင်းထက်ကလည်းသူ့ရဲ့ idol ဖြစ်တဲ့ထထမိုးရဲ့ဒီဟန်ပန်ကိုပြန်လည်အသက်တွင်းခဲ့ပါတယ်ဒါပေမဲ့သူကရိုးရိုးနေရာတွေမှာအသက်တွင်းတာမဟုတ်ပါဘူးမန္တလေးမြို့ရဲ့အလုံးရှုံဆုံးလမ်းမကြီးတွေပေါ်မှာကားတွေဆိုင်ကယ်တွေကြားထဲမှာအားကုန်ပြေးလွှားပြီးတော့ဓာတ်တိုင်နာကပ်လိုက်ကားဘေးနာရပ်လိုက်နဲ့အသေးအတန်ကိုတရုပ်ဆောင်ပြနေခဲ့တာပါ ဒီဗီဒီယိုတွေဟာလူမှုကွန်ရက်ပေါ်မှာအရန်ကိုပေါက်သွားခဲ့ပြီးတော့ကြည့်ရှုရတဲ့သူတိုင်းကိုရေမောပျော်ရွှင်စေခဲ့ပါတယ်။သူရဲ့ပရိသတ်တွေကိုဖြောပြလိုတဲ့စိတ်ဓာတ်ကိုလူတွေကချီးကျူးရင်းနဲ့ထထမူရဲ့ညီမထွထွပြေးဦးဆိုပြီးတော့စစ်စနိုးနဲ့တောင်စားနောက်ခေါ်ဝရာကနေဒီနာမည်ကပို့ပြီးတော့တွင်ကျင်လာခဲ့ရပါ။ကဲဒါကတော့မန္တလေးမြို့ပေါ်မှာအကြောင်းမျိုးမျိုးကြောင့်အပြေးတန်ဆုံးဆိုတဲ့ဘွဲကိုရရှိထားတဲ့ဆွေလီနှစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။တယောက်ကတော့အတိတ်ကကိစ္စတွေကြောင့်ပြေးနေရတယ်လို့သမီးဆိုဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ပရိသတ်ကိုပျော်ရွှင်မှု ပေးဖို့အတွက်အနုပညာဖန်တီးရင်ပြေးလွှားနေရတဲ့ကိုဆွေလင်းထက်ကထွတ်ထွက်ပြေးဝင်ဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်